ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကတက်ရောက်ပေးဖို့တောင်းဆိုထားပေမဲ့တူရကီနိုင်ငံအက်စတန်ဘူမြို့မှာမေလ15ရက်ကျင်းပတဲ့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မဲ့ရုရှားအရာရှိများစာရင်းမှာသမ္မတဗလာဒီမာပူတင်မပါဝင်ဘူးလို့သိရပါတယ်ရုရှားကိုယ်စားလှယ်အဖွဲ့ကိုပူတင်ကိုစားသမ္မတရဲ့လက်ထောက်အရာရှိဗလာဒီမာမီဒင်စကီကဦးဆောင်မှာဖြစ်ကြောင်းကရင်မလင်ရဲ့ကြေညာချက်အရာတီးရပါတယ်။ ူတင်ကသဘောတူရင်မိမိအနေနဲ့ဆွေးနွေးပွဲတက်ရောက်ပြီးသူ့ကိုလူကိုယ်တိုင်တွေးဆောင်သွားမယ်လို့သမ္မတဇယ်လန်စကီကအရင်ကပြောခဲ့ပူပါတယ်။ပူတင်နဲ့မျက်နှာချင်းဆိုင်တွေးခွင့်ရရှိရေးအရာအလုံးလုံးဆောင်သွားမယ်လို့ဇယ်လန်စကီကပြောထားပါတယ်။ပူတင်တက်မယ်ဆိုရင်သူလည်းတက်မယ်လို့အရင်ကပြောထားတဲ့ American သမ္မတဒေါ်နယ်ထရန့်လည်းဆွေးနွေးပွဲတက်ရောက်မှာမဟုတ်ဘူးလို့မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ အက်စတန်ဘူမြို့ဒိုမာဘက်နန်တော်မှာဒေတာစံတော်ချိန်10နာရီဆွေးနွေးပွဲစတင်မှာဖြစ်ပြီးမီဒီယာတွေဝင်ခွင့်ရှိမှာမဟုတ်ဘူးလို့ရုရှားသတင်းဌာန TASS ကဆွေးနွေးပွဲနဲ့နှီးဆက်တဲ့သတင်းအရင်းမြစ်ကိုကိုးကားပြီးဖော်ပြထားပါတယ်တူရကီတမရအာဒိုဂန်နဲ့တွေ့ဆုံဖို့ဇီလန်စကီဟာမြို့တော်အန်ကာရာသို့မေလ15ရက်ရောက်ရှိမှာဖြစ်ပါတယ်။အက်စတန်ဘူမြို့မှာရုရှားနဲ့ပတ်သက်တဲ့ဒိုင်းရိုက်ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်တယ်လို့ဇီလန်စကီကပြောထားပြီးပူတင် တက်မှာပဲမိမိလဲတက်မယ်လို့ပြောပါတယ်။ ပူတင်နဲ့ဇလန်စကီတို့ဟာ2019ခုနှစ်ဒီဇင်ဘာလကလေးကလူကိုယ်တိုင်တစ်ခါမှမတွေ့ရသေးပါဘူး။မော်စကိုကအိန်းနီချင်းနိုင်ငံကိုယာနုံပြေးကျူးကျော်တိုက်ခိုက်မှုစတင်ပြီးနောက်အက်စတန်ဘူမြို့မှာ2022ခုနှစ်မတ်လမှာရုရှားနဲ့ယူကရိန်းကြားနောက်ဆုံးတိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဒီနောက်ပိုင်းယူကရိန်းမှာတိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးရုရှားတပ်တွေကအထူးသဖြင့်ယူကရိန်းအရှေ့ပိုင်းဒေသကိုတဖြည်းဖြည်းချင်းသိမ်းယူခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲတော့အမေရိကန်ကအစ်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဆေလွတ်မယ်လို့မျှော်လင့်ရပါတယ်။